လွန်ခဲ့တဲ့နှစ်90လောက် အတွင်းမှာလေတမောင်ကျန်းစာကိုပညာရက်တစ်ခုအနေနဲ့လေးလာတဲ့ပုံစံကအခြေခံကြားကြကိုပြောင်းလဲသွားခဲ့တယ်။တကယ့်ကိုပညာရက်အသက်ဆက်ဆက်တစ်ခုပေါ်လာတာပါ။ဒီနေ့မှာတော့အဲ့ဒီအပြောင်းလဲကြီးအဲ့ဒီတော်လန်ရဲ့အကြောင်းကိုပဲအတူတူဆွေးနွေးကြည့်ချင်ပါတယ်။ကဲဒီမိခုံးကိုကြည့်လိုက်။တမောင်ကျန်းစာကိုပညာရက်တစ်ခုအနေနဲ့လေးလာတာဘလောက်ကြာပြီလဲ။ပထမဆုံးခေါင်းထဲဝင်လာတာကဘာဖြစ်မလဲ။နောက်ထောင်ကြည့်နေပြီ။အဲ့လိုမျိုးဟုတ်။ဒါပေမဲ့လေတကယ်ဖြေရတာကျွန်တော်တို့ထင်ထားတဲ့တခြားစီပဲ။တော်တော်လေးအားအသင့်သွားစီမှာပါ။ဟုတ်ပါတယ်။ အခုခေတ်တပါတာရေးနဲ့မပတ်သက်တဲ့ပုံစံနဲ့ဆိုရင်လေတမားကျန်းစာလေးလာမှု ဆိုတဲ့ဒီပညာရက်ကတတန်း90လောက်ပဲရှိသေးတာစာရေးဆရာဖီလစ်အာဒေးဗစ်ကတော့ရှင်းရှင်းပဲပြောတယ်အရင်ကပါတာရေးရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ရကနေလောကခွဲထွက်ပြီး ကိုပိုင်ရက်တည်နိုင်တဲ့ပညာရက်တစ်ခုဖြစ်လာတာက90လောက်ပဲရှိသေးတယ်ဒီနေရာမှာအရာကြီးချင်းနဲ့ကြွားချချက်တစ်ခုကိုတည်တည်ချာချာနားလည်ထားဖို့လိုတယ်တစ်ခုကကျန်းကန်လို့ခေါ်တဲ့ပါတာရေးလေးလာမှုပါ ဒါကတော့ဖျားသခင်ရဲ့နှုတ်ကပတ်တော်အနေနဲ့ယုံကြည်ချမ်းနဲ့လေ့လာတာနောက်တစ်ခုကကျတော့တာမာကျမ်းစာလေ့လာမှုဒါကတော့လူသားတွေရဲ့ယဉ်ကျေးမှုဆန်းရဖန်တီးမှုတစ်ခုစာပေတစ်ခုအနေနဲ့ဂျိုးချောင်းဆင်ကျင်ပြီးဝေဖန်ဆန်းစစ်တာဒီနှစ်ခုကလုံးဝကိုမတူတဲ့ချင်းကပုံတွေပါအဲ့ဒီစာရေးသူဒေးဗစ်ကဒီခွာချချက်ကိုရှင်းပြဖို့တော်တော်ကောင်းတဲ့ဥပမာတစ်ခုပေးထားတယ်သူကပြောလဲဆိုတော့တာမာကျမ်းစာလေ့လာမှုဆိုတာကနခတ်တာပေတာနဲ့ဘေးရင်ပညာကိုပေါင်းထားတယ်လို့ပဲတယ် ါမှမဟုတ်ဓာတုဗေဒနဲ့အကိယာပညာကိုပေါင်းထားတယ်လို့ပဲတဲ့စဉ်းစားကြည့်လေတစ်ခုကနောက်တစ်ခုကနေတမိုင်းရာဆင်းသက်လာတာမှပဲမယ်အခုချိန်မှာတော့အလုံးလုံးတဲ့နီလန်ကြီးအခြေခံမှုတွေကလုံးဝကိုကွဲပြားခြားနာသွားပြီကောင်းပြီဒါဆိုဒီလိုအကြီးကြီးပြောင်းလဲသွားအောင်ဘယ်ယာတွေကတွန်းအားပေးခဲ့တာလဲအဓိကတွန်းအားကြီး၃ခုရှိတယ်အဲ့ဓာတွေကတော့ဘာသာရေးကင်းလွတ်မှုနေပေချေထွင်မှုပြီးတော့စိတ်ကူရင်စာပဲအဖြစ်ရှုမြင်လာမှုတို့ပါပဲအဲ့ဒီနောက်မှာတော့အဓိပ္ပာယ်ဆိုတာနဲ့ပတ်သက်ပြီးအချက်အသေးတခုပေါ်လာတယ်ကဲဒီခုကျေးစီကိုကြည့်လိုက်ကြအောင် ပထမဆုံးနဲ့အရေးကြီးဆုံးတွန်းအားကတော့ဘာသာရေးကင်းလွတ်မှု secularization လို့ခေါ်တာပေါ့ဒါကဒီပညာရအသက်တစ်ခုလုံးအတွက်အုံမြချပေးလိုက်တယ်လို့ပါပဲဘာသာရေးကင်းလွတ်မှုဆိုတဲ့စကားလုံးကိုကြားလိုက်ရင်ဘာသာရေးကိုစန့်ကျင်တယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့ဒီနေရာပါရီလို့မဟုတ်ဘူးဆိုလိုတာကပညာရဆံရဆွေးနွေးညှင်းခုံမှုတွေမှာဘယ်ဘာသာရေးရဲ့အဆိုမင့်ကိုမှအထူးအခွင့်အရေးမပေးတော့ဘူးအလုံးအတွက်ပုံစံလုံးတစ်ခုပဲတတ်မှတ်လိုက်တယ်အဲ့ဒါကတော့စန့်ကျင်တုံတရားပဲ ဒါကဘာဖြစ်စေတယ်လဲဆိုတော့အားလုံးအတွက်တူညီတဲ့ဘာသာစကားတစ်ခုကိုဖန်တီးပေးလိုက်တယ်။အဲ့ဒါကတော့စင်ကျင်တို့ရတဲ့တက်တေရထောက်ထားပဲ။ဒီတော့ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ဘာသာပဲပဲဖြစ်ဖြစ်ပညာချင်းတိုင်းတန်းတူရည်တူပါဝင်ဆွေးနွေးလို့ရသွားတယ်။ပညာရက်ကဖျားရှိခြင်းမရှိခြင်းအပေါ်မှာကြားနေရတည်တယ်။အရေးကြီးဆုံးကတော့ပညာရှင်တယောက်ရဲ့ပညာရက်ဆံရအလုံးနဲ့သူ့ရဲ့ပုဂ္ဂိုလ်ရည်ယူကြီးချက်ကိုရှင်းရှင်းလင်းလင်းခွဲခြားနိုင်နေတာပါပဲ။ကဲ ဒုတိယတွန်းအားကိုဆက်ကြည့်ရအောင်အဲ့ဒါကတော့ neighbor ချစ်ထွေမှု colonization ပါဒီစီလုံးကိုတွန်းထားတာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘာလို့လဲဆိုတော့တင်စားတဲ့ adjective နဲ့တွန်းထားလို့ပါဆွန်ရာကတမချန်းစားလေးတောင်မှုဆိုတဲ့ပညာရဲ့ကသူ့ရဲ့ဇာတိမြေထွက်ခဲ့ဓမ္မပညာ neighbor ကနေထွက်ခွာလာပြီးတော့တခြားပညာရဲ့ neighbor တွေကိုပြောင်းရွှေ့ချေချလိုက်တာကိုပြောတာပါဥပမာမနုတာဖေသာစာပေဝိဖန်ရေးလူမှုတေပအစရှိကနေပဲတိတိတွေကိုဝင်ရောက်သွားတာပေါ့ အဲ့ဒီလိုနေပေတွေပြောင်းသွားတော့လေးလာမှုရဲ့အဓိကဥတီချက်ကလည်းလုံးဝကိုပြောင်းသွားတယ်။ယင်ကဖျားသခင်ကဗာပြောခဲ့တယ်လဲ။ဗာလုတ်ခဲ့တယ်လဲဆိုတာကိုအဓိကထားရကနေအခုလူသားတွေကဖျားတဲ့ကြောင့်ဘလို့မျိုးပြောဆိုကြတယ်လဲ။ဘလို့စစ်ကူပုံဖော်ကြတယ်လဲဆိုရဲမြေခုမကိုရောက်သွားတာပါ။ဒါကဓမ္မပညာကနေမနုဿာဘေးရဘကိုခုပြောင်းသွားတာပဲ။ကဲတတိယနဲ့နောက်ဆုံးတော့ဒါကတော့ fictionalization စစ်ကူရဲ့စာပေချက်ရှုမြင်မှုပါ။ ဒီအချက်ကလည်းတမချန်းစာတွေကိုချင့်ကပ်တဲ့ပုံစံကိုအကြီးအကျယ်ဖြောင်းလဲပစ်လဲပါတယ်။ဒီညမှာစိတ်ကူးရင်စာပေ downfall fiction ဆိုတာမဟုတ်မမှန်တာလင်ညာထားတာလို့ဆိုလိုတာလုံးဝမဟုတ်ဘူးနော်။ဒါကိုသတိပြုရမယ်။ဆိုလိုတာကဒီချင်းစာတွေကိုတမိုင်းမှတ်တမ်းတက်တက်ဒါမို့တိုက်ရိုက်အသေးပဲတက်တက်လို့မယူဆတော့ပဲ။ဇလန်းစကွက်တင်ပြပုံရှူထောင်းစတဲ့စာပေဆိုင်ရာအစိပ်ပိုင်းနဲ့ပါဝင်တဲ့စာပေတစ်ခုဝင်နေတဲ့သဘောထားတာကိုပြောတာပါ။ဒါကဘာကိုကြွားသွားစေလဲဆိုတော့လေ အရင်ကဗျာရိတ်ကောအမှန်ဆိုရင်ဒါကအတီးပြုတ်ဖို့ပဲလိုတယ်ဟုတ်လားမဟုတ်လားဒါပေမဲ့စာပေတစ်ခုစိတ်ကူးရင်ဖန်တီးမှုတစ်ခုလို့သတ်မှတ်လိုက်တဲ့အခါမှာတော့သူ့ရဲ့ရွယ်ချက်ကဘာလဲဇလန်းစကွက်ကဘလိုလဲဆိုတာတွေကိုစိတ်ချိုက်စူးစမ်းလေ့လာဖို့လမ်းဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားတယ်ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတွေမေးလို့ရလာတာပေါ့ကဲဒီတွန်းအားသုံးခုဘာသာရေးကင်းလို့မှု နေပဲချဲ့ထွေမှု စစ်ကူးရင်စာပေအဖြစ်ရှုမြင်မှုအဲ့ဒါတွေပေါင်းဆက်လိုက်တဲ့အခါမှာတော့အကြီးမားဆုံးအကျိုးဆက်တစ်ခုပေါ်လာတယ်အဲ့ဒါကတော့အခြေခံကြဆုံးမေးခွန်းပဲကျန်းတဆောင်ရဲ့အဓိပ္ပာယ်ဆိုတာတကယ်တော့ဘာမှရှိတာလဲစာရေးသူစီမှာလားစာသားထဲမှာလားဒါမှမဟုတ်စာဖတ်သူစီမှာလားဒါကိုပညာရှင်လောကမှာအဓိပ္ပာယ်အချက်အလဲလို့ခေါ်ကြတယ်ဒီအတိတ်ပဲရဲ့ခီးကစိတ်ဝင်စားဖို့ကောင်းတယ်အစာပိုင်းမှာတော့အတိတ်ပဲဆိုလားစာရေးသူစီမှာရှိတယ်လို့ယူဆကြတယ် မူလရည်ရွယ်ချက်ပေါ့ပါရယေကဆိုရင်ဘုရားသခင်ညာခွင့်မေးမှုပေါ့အနောက်တစ်ဆင့်မှာတော့အတိဘေကကျန်းစာအိစာထားတဲ့မှာပဲရှိတယ်လို့ဆိုလာကြတယ်အနီးကဖတ်ရှုလေးလာရင်တွေ့နိုင်တယ်ပေါ့အခုနောက်ဆုံးအဆင့်မှာတော့အတိဘေကစာဖတ်သူစီမှာပဲရှိတယ်ဆိုတဲ့အမြင်ဘက်ကိုရောက်လာတယ်စာဖတ်သူကအတိဘေကိုပြန်လည်ဖန်တီးတာညှိနှိုင်းတာတွေလုပ်တယ်လို့ဆိုလိုတာပါဒီတော့အခုချိန်မှာအတိဘေဆိုတာကိုတီမြဲနေတယ်တခုတည်းသောယာအဖြစ်မမြင်တော့ဘူးအဲ့ဒီစာဒါအမြဲတမ်းပြဿနာထုတ်เสียရနိုင်ရှင်เสียရ ညှိနှိုင်းစရာတစ်ခုဖြစ်လာတယ်။တခုတည်းသော အမှန်ဆိုတာမရှိတော့ပဲဖြစ်နိုင်ခြေရှိတဲ့အတိတ်ပင်များစွာရှိလာရည်ဆိုတဲ့သဘောပါပဲ။ဒီအတိတ်ပင်အကြက်အတဲရဲ့နောက်ဆက်တွေကဘာလဲဆိုတော့ကျန်းစဉ်ခန်းနေရဲ့ပြေလျော့လာခြင်းပါပဲ။ဆိုလိုတာကတမန်ကျမ်းစာဆိုတာကြောက်တုံးပေါ်မှာထွန်းထားသလိုပုံသင်မဟုတ်ဘူး။ဒါဟာလူသားတွေကတမိုင်းတစ်လျှောက်ရွေးချယ်ပြီးနင်နေမက်တတ်မှတ်ခဲ့တဲ့ကျမ်းစာတွေရဲ့စုစည်းမှုတစ်ခုသာဖြစ်တယ်ဆိုတဲ့အမြင်ပိုခိုက်မာလာတာပါ။ ဥပမာအနေနဲ့ကြည့်လေဂျူးတွေရဲ့ဒါနဲ့ပရိုတက်စတန်တွေရဲ့ဓမ္မဟောင်းကျမ်းကက်သလစ်တွေရဲ့ဓမ္မဟောင်းကျမ်းအော်သိုဒေါက်စ်တွေရဲ့ဓမ္မဟောင်းကျမ်းဒါတွေအားလုံးမှာပါဝင်တဲ့စာအုပ်တွေကအခုမတူကြဘူးစင်ရင်းတွေကကွဲပြားနေလေဒါကဘာကိုရှင်းရှင်းလင်းလင်းပြနေလဲဆိုတော့ The Bible ဆိုတာတခုတည်းတကုံစံတည်းမဟုတ်ဘူးဆိုတာပါပဲဒါဟာလူသားတွေရဲ့တမိုင်းနဲ့ချီတဲ့ရွေးချယ်မှုတွေရဲ့ရာလတစ်ခုတာဖြစ်တယ် အဲ့ဒီအမြင်ကိုပိုးပြီးခိုင်မာသွားစေခဲ့တာကတော့ပင်လေတီချန်လေးဒီ Desi Scrolls ကိုတွေးရှိခဲ့တာပါပဲ။အဲတွေးရှိခဲ့တဲ့ချန်လေးအပိုင်းစာပေါင်း25000တောင်ရှိတယ်။ဒါတွေတော့ပါကိုပြနေလဲဆိုတော့ BC ပထမရာစုလောက်မှတောင်ဒီချန်စာတွေကပုံသေးဖြစ်မနေသေးဘူး။ပုံစံမျိုးမျိုးနဲ့ပြောင်းလဲနေစေရှင်းတန်နေစေဖြစ်တယ်ဆိုတော့ကိုမြက်ဝါးထီတင်တက်သေးပြနေတာပါ။ဒီလောက်ဆိုဒီပညာရဲ့ရဲ့ဖြစ်တည်လာပုံကိုမြင်လာပြီပေါ့နော်။ဒါပေမဲ့ဒါကစတဲ့မဟုတ်သေးဘူး။ဒီလိုနုပြိုပြီး တက်ကြွတယ်ပညာရေးပေါင်းဆောင်ရောရက်နေတဲ့နေပဲကြီးရဲ့အနာဂတ်ကဘလို့ဖြစ်မလဲဒါကမေးစရာမေးခွန်းတဲ့အညာကြီးနဲ့ဖြစ်နေတဲ့မတိငင်းတဲ့အနာဂတ်တစ်ခုပါပညာရှင်တွေကအနာဂတ်အတွက်ဒီလိုမေးခွန်းတွေမေးနေကြတယ်ဒီပညာရက်ကတခြားနေပဲတွေနဲ့ပိုပြီးရောက်ရှက်လာတဲ့အခါသူ့ရဲ့ကိုယ်ပိုင်လွတ်လပ်မှုသူ့ရဲ့တည်တံ့လက္ခဏာတွေပျောက်ဆုံးသွားနိုင်မလားရှေးအောင်ဘာသာစကားတွေကိုကျွမ်းကျင်ပိုင်နိုင်စွာတက်မြောက်ဖို့လိုတဲ့ရိုးရအခြေချင်းတွေကတော့တဖြည်းဖြည်းနဲ့ရောနေသွားမလားပြီးတော့ဘာသာအေးလေးလာမှုဖြစ်တဲ့ကြံ့ကန်တဲ့ ူ့ရဲ့ဆက်ဆံရေးကတော့ဘယ်လိုဆက်ဖြစ်မလဲ။နောက်ဆုံးအနေနဲ့လူဖွဲ့စည်းတပ်ကိုကြီးတရားဆိုင်ရာတန်ဖိုးတွေရဲ့ပြားရုပ်ဖြစ်တမာချန်းစာကသူ့ရဲ့ခန်းကဏ္ဍကိုဆုံရှုံသွားမလား။ဒါတွေကအဖြစ်မရှိသေးတဲ့မေးခွန်းတွေမှာ။နောက်ဆုံးမှာတော့ဒီဆွေးနွေးမှုတစ်ခုလုံးကို အနစ်ချုပ်ပေးမယ်မေးခွန်းလေးတစ်ခုနဲ့ပဲအဆုံးသတ်ချင်ပါတယ်။ရှေးအောင်ကျန်းတဆောင်ကိုခិត្តကိရိယာတွေခិត្តအမြင်တွေနဲ့လက်လာတဲ့အခါမှာကျွန်တော်ဘာတွေရရှိလာသလဲ ပြီးတော့အဲ့ဒီဖြစ်စင်မှာပဲကျွန်တော်ဘာတွေများဆုံးရှုံးသွားနိုင်မှာလဲဒီရရှိမှုနဲ့ဆုံးရှုံးမှုကြားကအားပြိုင်မှုကပဲဒီခေတ်သစ်တိပြန်ပြရဲ့အဓိကပုစာတစ်ခုဖြစ်နေမှာပါ